ပေါ်ပေါ်ပါပါဖြစ်တဲ့ရင်အလူလေးတွေလှုပ်ပေးမယ်ဆိုရင်တင်စာဝင်ကျော်အလုံးမဲမင်လာပါရှင်ပရိရိရဲ့အသေးကျော်မင်းသမီးချော်လေးတင်စာဝင်ကျော်တော့အခုဆိုရင်သူမဝတ္တနာပါတဲ့အမှုပညာလုပ်လေးတွေကိုစူးစမ်းလုပ်ကြရဖြစ်တဲ့နေပြီဖြစ်ပါတယ်တင်စာဝင်ကျော်တော့သူမရဲ့ဘဝလေးကိုလူလူလလက်ပေါ်ပေါ်ပါပါလေးပဲဖြစ်တဲ့နေရပါဒီကနေ့မှလည်းတင်စာဝင်ကျော်ကသူအနာယူအပန်းဖြစ်နေတဲ့ဗီဒီယိုလေးကိုမျှဝေပေးလာခဲ့ပါတယ်အခုလက်ရှိမှာတော့တင်စာဝင်ကျော်ကသူ့ကိုယ်သူပေါ်ပေါ်ပါပါလေးပဲ နေထိုင်ဖြတ်တန်းနေပြီးငလျင်ပေးတဲ့ပြည်သူတွေကိုလည်းအခုလိုပဲဆုတောင်းပေးလာခဲ့ပါရယ်။တန်ဆောင်ဝတ်ကျော်ဟာနှစ်သက်မှာခရီးရသားသမီးများအလုံးစိတ်အချမ်းသာခြင်း၊ကိုယ်အချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေနော်။ကကြီသုံးပါမှလည်းကျော်လွှားနိုင်ပါစေဆိုပြီးတန်ဆောင်ဝတ်ကျော်ဟာဆုတောင်းပေးလာခဲ့ပါရယ်။တန်ဆောင်ဝတ်ကျော်ကတော့အရေးကြီးသတင်းတွေကိုလည်းသူမရဲ့ဆိုရှယ်မီဒီယာပေါ်ကနေမျှဝေပေးထားခဲ့ပြီးသူ့အနေနဲ့လည်းငလျင်ပေးတဲ့နေရာတွေရဲ့အရေးပေါ်လိုအပ်ချက်ရှိတာလေးတွေကိုလူကြားထောက်ပံ့ပေးသွားမယ်လို့လည်းတရားပါရယ်။ အခုလက်ရှိမှာတော့တင်ဆောင်ဝင်ကျော်အနုပညာရိုက်ကူးရေးလေးတွေတော့ကနေရပြီးသူမရဲ့လှုပ်ရှားမှုလေးတွေနဲ့ပတ်သက်ပြီးတော့လည်းအခုလိုပဲပြောပြလာခဲ့ပါရယ်တင်ဆောင်ဝင်ကျော်အတင်းစားတော့ကိုဝတ်တနာပါလေးတွေကိုလည်းလှုပ်သွားမယ်ငလင်ပေးတဲ့နေရာတွေကိုလည်းကုညီပေးသွားဖို့စီစဉ်ထားပါရယ် တင်းစားအပြင်ကိုရောက်လာပြီးအခုလိုအခြေအနေမျိုးတွေ့ကြုံရတော့အားလုံးကလည်းစိတ်မကောင်းပါဘူး။ကကြေတုံဘာကနေကေဝေးဖို့ပဲဆူတောင်းပေးပါရည်ဆိုပြီးတင်းစားဝင်ကျော်ပြပြလာခဲ့ပါတယ်။အခုလက်ရှိမှာတော့တင်းစားဝင်ကျော်ဟာအနုပြာလုပ်လေးတွေမှာပါဝင်ရိုက်ကူးပေးနေရပြီးဗိုက်တရီရဲ့အပြေးမှုတွေကိုလည်းအပြေးဝါရရှိနေပါတယ်။တင်ဇာဝင်ကျော်ဟာတချင်လူတွေကိုမုတ်အပြစ်နဲ့ဟန်ပါပါတီဆိုကအပါတရားဖြောပြပေးနေရကိုခြေပေါ်ပိုက်တွေကသဘောကျအားပေးနေကြပါရဲ့ ။တန်ဆောင်ဝက်ကျော်ကတော့မကြသေးမီကကော်တောင်းမှတော်ရဖြောပြပေးခဲ့ကအနုပြောင်းလို့လီရီမှာစတိုက်ဆူသလိုလောက်ကိုင်းနေရတာဖြစ်ပါတယ်။တန်ဆောင်ဝင်းကျော်ဟာကော်တောင်မျိုးလေးမှာတွားရောက်ဖြောပြတော့မထင်မှတ်ထားလောက်အောင်ကိုလာရောက်အပေးတာကိုတွေ့ရပါတယ်။တန်ဆောင်ဝင်းကျော်ကတော့ကိုစိန်အနုပညာလုပ်လေးတွေကိုခက်ဆဲဆဲလောက်ကိုင်းနေရပြီဖြစ်ပြီးအနုပညာလုပ်လေးတွေကိုစူးစမ်းလောက်ကိုင်းလာနေတဲ့တန်ဆောင်ဝင်းကျော်ကိုချေကပရိသေတွေကလည်းဝန်ထားနေကြပါတယ်။ အခုလက်ရှိမှာတော့တင်ဆောင်ဝင်ကျော်ကလူတန်းမှုလေးတွေကိုလည်းပြုလုပ်ပေးသွားဖို့စစ်ဆေးနေပြီ။တင်ဆောင်ဝင်ကျော်ကတော့မကြမီမှလည်းရုပ်ရှင်စကားကြီးတွေကိုရိုက်ကူလာတော့မှာဖြစ်ပြီးအခုဆိုရင်တင်ဆောင်ဝင်ကျော်ကအမှုပြောင်းလို့လေးတွေမှာဗိုက်တူရအပေးဝေးရံမှုတွေကိုအပြေဝရရှိနေပြီးတို့မယနုပညာလှူရှာမှုအတက်လေးတွေကိုလည်းစောင့်ကြည့်အပင်းနေကြပါရယ်။အနုပညာလှူရှာမှုတွေနဲ့ပတ်သက်ပြီးတင်ဆောင်ဝင်ကျော်အခုလိုပဲပြပြလာခဲ့ပါရယ်။တင်ဆောင်ဝင်ကျော်ကတင်ဆောင်ဝင်ကျော်ရောအနုပညာလှူလေးတွေမှာအကောင်းဆုံးစူးစမ်းသွားမယ်။ ။အရင်ကချက်ပေါ်နော်။ကို့ကိုအားပေးနေကြတဲ့ပိတ္တရီကိုလည်းအကောင်းဆုံးစူးစမ်းချပြပေးသွားကြမှာရယ်ဆိုပြီးတော့ပြပြလိုက်ခဲ့ပါရယ်။သင်္ဇာဝိကျော်ကတော့ယိုရှန်ဇာဂါရီမှာပါဝင်ရိုက်ကူလာတော့မှဖြစ်ပြီးမကြမီမှာတော့မတူညီတဲ့ကာရီတာမျိုးနဲ့မြင်တွေ့အားပေးလာတော့မှဖြစ်ပါရယ်။ပရိရိကတော့တေဇာဝိကျော်ရဲ့အနုပညာလုံလေးတွေမှာအပြေဝအပြေနေကြပြီးလာမယ့်ရိုက်ကူရဲ့အတ္တလိရိကိုလည်းအောက်ကျေးအပြေနေကြပါရယ်။ဟုတ်ကဲ့ပါရှင်။ဒီကနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။ နောက်ထပ်လည်းစိတ်ဝင်စားဖွယ်ရအကြောင်းအတွေနဲ့တို့ပြန်လာခဲ့အောင်ဖြစ်လို့ကျွန်မရဲ့ page လေးကိုလည်း like and follow လုပ်ထားပေးကြပါဦးနော်။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။